ဘယ်ဝေအလူချေပြေကစောရကျော်ပြေပူတဲ့ကပူဝေစကြမယ်စီအိုဘူးတိုက်ပါမယ်ပြီးစနေမုံနည်းနည်းထဲပါမယ်ပြီးချစ်တော်ဖြူနီစီတက်ပေးပါမယ်ခင်ဗျာဖြူနီစီတက်ပြီးအစိမ့်မုံနည်းနည်းထဲပေးပါမယ်ဆိုင်မထပြီးမွေးလာအောင်စီတက်ပေးရမှာမယ်ခဏလောက်တည်ထားပေးပါမယ်ခင်ဗျာ ချွတ်တော်လေးကျွတ်လာပြီဆိုတော့ခင်းရင်လေးထက်ပေးရပါမယ်ခင်ဗျာခင်းရင်လေးနှွမ်းသွားအောင်နည်းနည်းလေးထက်ပေးထားပါမယ်ငါပြရည်နည်းနည်းထက်ပေးပါမယ်ပဲတဲ့လေးမပြနဲ့ကိုလို့စပေါ်လာပေးရတာပေါ့ချင်းရည်ဒီနွမ်းအောင်စီသက်တော့လေပူဒင်းကားလေးကိုဆူအောင်တက်ထားပါမယ်ဟင်းကားလေးဆူလာပြီးစီတော့ကျွန်တော်ပြင်ဆင်ထားတဲ့ဘူးတီလေးထည့်ပေးပါမယ် မွေးကြိုင်လေးနှွမ်းလာပြီးတော့မွေးမွေးလေးဖြစ်လာပြီဆိုတော့အာလူးလေးထည့်ပေးပါမယ်ခင်ဗျာအာလူးလေးနူးလာအောင်ရေထည့်ပြီးတော့အဖုံးလေးခဏအုပ်ထားပေးပါမယ်ခင်ဗျာအာလူးလေးနူးလာပြီဆိုတော့ဘဲဥလေးတွေမကြေသွားအောင်လို့ဖြည်းဖြည်းလေးထည့်ပေးပါမယ် ဘဲဥလေးတွေနည်းနည်းအိလာပြီဆိုတာနဲ့မကြီးရည်လေးထည့်ပေးလို့ရပါမယ်။ခြေကြိုက်တဲ့လူကနည်းနည်းလေးပို့ထည့်ကြပါ။ဘဲဥဟင်းနဲ့ဆင်သက်ပြဝိုင်းဆိုတာနဲ့ကစောရည်လေးကြော်လိုက်ကြရအောင်။စီရဆူနေအောင်ရင်တက်ပေးထားပါမယ်။ချစ်တဖြူစီတက်ပြီးကစောရည်တွေရင်ထည့်ပေးပါမယ်။အဆက်ကြိုက်စီပြတဲ့ငျောကြီးခွင့်ရက်ထက်ကစောရည်လေးတွေထည့်ပေးလို့ရပါပြီ။ အရတာပညာစရကထက်ပြီးတိတ်ကိုအရတာရှိတဲ့ကစောပလေးနဲ့တူနေကျွန်တော်တို့စတင်စားတော်လို့ရပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်